်မင်္ဂလာညချမ်းပါအော်တိုဘလ20ရက်နေ့2025တကတလီနေစွဲတွေပါဒီမာတာရှိနားလေပေးပါဟိုဘက် allergy review channel မှာတော့ပြည်သူနှစ် PDF PDF နှစ်ပြည်သူအမြဲကြည့်ဘူးဆိုတော့ reaction video လေးတစ်ပုဒ်ကိုကျွန်တော်တင်ထားပါတယ် allergy review channel ကိုလာကြည့်ကြပါဦးဒီနေ့မှာတော့ ဂီဂီပတ်ဂီဂီပတ်ကိုစစ်တပ်ကဝင်ရောက်သွားတယ်ဆိုတဲ့အတင်းဂီဂီပတ်တမခွန်နေမိမှာရှိတယ် KNU အဲ့တော့တစ်သက်ထဲမှာလဲကဲနန်လီ KNU တမဟာငါဘုဂျုတ်ကြီးဘောချော်ဟဲကဲနန်လီရဲ့ဒုတိယစစ်ဦးကြီးချုပ်သူကလည်း တပ်ပေါင်းစုတွေဖွဲ့ဖို့လိုတယ်ဆိုတဲ့အတင်းထုတ်ပြန်ပြောကြားလာပါတယ်။တပ်ပြင်မှာဘကိုတိုင်းလက်ဗရန်မှာစစ်တပ်ရဲ့တိမ်ပေါင်းမြောက်များစွာတန်တဲ့ drone စီကိုတိမ်ပိုက်ရရှိလိုက်ပါတယ်။ဒီတင်းကိုတက်ဆက်ပြီးမှဖြစ်ပါတယ်။အဲ့တော့ဒီကနေ့မှာအခြေသတင်းကြည့်တဲ့ကိကိပအချောင်းကိုဒုတိယပိုင်းမှာတည်တည်ချာချာပြောပြမယ်။ အစမှာတော့တပေါင်းစုတရင်နဲ့လက်ပန်းကဒရုန်းကြီးတင်ပိုက်ရရှိတဲ့တရင်ဒါတွေကိုအရင်ပြောကြရအောင်မနေ့ကလက်ပန်းတိုက်ပွဲစစ်ကြောင်းတစ်ချောင်းလုံးပြုတ်တယ်အားလုံးသိပြီလားတရချောင်းရောတိုက်ပွဲကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ YouTube video မှာပြောပြီးသားအဲ့တော့လက်ပန်းတရချောင်းရတိုက်ပွဲဟာ PDF တွေ ေဒါကာဝေးတပ်ဖွဲ့တွေရဲ့စစ်ကြောင်းလိုက်အောင်ပြုတ်အောင်တိုက်နေတယ်တိုက်ပွဲတစ်ခုဖြစ်မှတ်တမ်းတင်ထားပါတယ်တရားဝရီကလုံတပ်ဖွဲ့ကစစ်တရဲ့ကြီးမားတဲ့ drone စီးထိုင်းဘက်ဝင်12သိန်းလောက်တန်တယ်လို့အကြမ်းမြင်သိရတဲ့ drone စီးကိုပြတ်ကြပြီးလက်ရသိမ်းစီးရမိခဲ့ပါတယ်အဲ့တော့တရားချောင်းရ တိုက်ပွဲမှာအထိနာခဲ့တဲ့ဖက်စစ်တပ်ဟာတရချောင်းရွာအနောက်ဘက်ကို drone နဲ့ဘုံကျဲဖို့ပြန်တန်းနေရင်စက်ချို့ယွင်းပြတ်ကျသွားတယ်လို့အကြံကြီးသိရပါတယ်။အဲ့တော့ဒီ drone ကိုအသုံးပြုပြီးတော့ပြန်လဲရန်သူလက်နက်ကိုလက်နက်လေးပြန်နော်။တာဝရီကလုံတပ်ဖွဲ့ကတော့ဒီ drone ကိုသုံးပြီးစစ်တပ်ကိုပြန်ချေမုန်းမယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့၄ရက်လောက်မှာလက်ပတ်တရချောင်းရွာတိုက်ပွဲ စစ်ချောင်းထုတ်လိုက်တက်မှ66လောက်ခံခတ်လိုက်ရတက်တရင်စစ်ချောင်းတစ်ခုလုံးကိုပြုတ်သွားအောင်ပြက်သွားအောင်ဖျို့ဖျဲပြစ်သွားအောင်တလိုင်းတရီကတိုက်ခိုက်နိုင်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်သား15ဦးထပ်မနေသေးဆုံး12ဦးအရှင်ဖမ်းမိထားတယ်လို့အကြံမြင်သိရပါတယ်အဲ့တော့ဘကိုတိုင်းမှာလက်ပန်းမှာပြက်ချခဲ့တဲ့ drone ဒီ drone ကဘာအမျိုးစားလဲ ဘာတွေအသုံးဝင်လဲလို့ကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်လိုက်တဲ့အခါကျတော့ DJI Flying Cat တတိအမျိုးအစားဖြစ်ပါတယ် DJI Flying Cat တတိဖြစ်တာကို drone တပ်ဖွဲ့တစ်ခုရဲ့အတီးပြူးချက်နဲ့ကျွန်တော်တို့ ID အတီးပြူးမှုရရှိပါတယ်ပေါ့နော်အဲ့ဒီ DJI ကိုဒလိုင်းတပ်ဖွဲ့တွေမှာလည်းသုံးတာရှိတယ်သူတို့ဝယ်တော့ကတော့ဘတ်ဆက်တသိန်းလောက်ကြတယ်လို့ပြောတယ် လက်ရှိ exchange rate နဲ့တွက်မယ်ဆိုရင်တော့မြန်မာငွေ3400 1500လောက်တန်ဖိုးရှိပါတယ်ကမ္ဘာထိတ်တန်း drone company DJI ကထုတ်တဲ့ heavy live drone ဖြစ်ပါတယ်တန်ဖိုးကြီးတယ်စိုက်ပျိုးရေး drone drone နေနဲ့ရှင်စွမ်းဆောင်ရည်ပိုကောင်းတယ်ဒါနဲ့ပတ်သက်ပြီး cloud wing ကဟိုမှတ်ချက်တွေကိုကျွန်တော်တွေ့ရတယ်ပတ်စံရှိရင်တော့ဝယ်ချင်တိုင်းဝယ်လို့မရဘူး နိုင်ငံအလိုက်လုပ်ငန်း license ရှိမှဝယ်လို့ရတဲ့ drone မျိုးစားအဲ့တော့ DJI Flying Cat တတိ heavy weight live drone 30 kg တတိ kg ကနေတတိ40 kg ထိအလေးချိန်ဝင်ထမ်းနိုင်တယ်ဝင်ပြည့်တယ်မယ်ဆိုရင်16 km ထိပြန်တန်းနိုင်တယ်မိုးရံရေရန်ခံနိုင်တယ်ဘက်ထရီနှလုံးပါတယ် တလုံးအဲ့ဒါတိုက်ရင်နောက်တလုံးအရန်တလုံးနဲ့ပြန်တန်းနိုင်တဲ့အဆင့်လက်ဗရန်မှာဘလို့ပြတ်ကျသွားလဲတော့ကျွန်တော်တို့မသိရပါမယ် DJI flying cut တတိယပြတ်ကျရင်အလိုအလျောက်လေဒီပွင့်ဒါကြောင့်တလိုင်းတက်ဖွဲ့တွေတိမ့်ဖိတ်ထားတဲ့ drone မှာကိုယ်တွေဒီအထိကိမရှိဘူးဒါကိုကြည့်ရင်အလိုလျောက်လေဒီပွင့်သွားတယ်လို့ကျွန်တော်တို့မှန်းဆလို့ရတယ်ဈေးကွက်ထဲမှာဝယ်ယူမယ်ဆိုရင် ဒရုန်းတွေဟာတလိုင်းတပ်ဖွဲ့တွေကအထိုက်လျောက်လက်လန်းမိတယ်လို့ဆိုပေမဲ့ဒီလို DJI အစ်စ်မြစ်ဒရုန်းမျိုးကိုတော့စစ်တပ်ဘက်ကဖက်စစ်တပ်ဘက်ကဝယ်ယူရတာပုံမလွယ်ကူတဲ့အနေထားပါနောက်ထပ်တစ်ခုကစစ်တပ်တုံးလာတာဘူးခက်စစ်စိတ်တွေ့လိုက်ရတဲ့ Sky Fee တစ်စိတ် drone jumper gun လူတင်နိုင်တဲ့ man portable GNSS ဆပ်ဖို့ပါတွေကိုလည်းတရုတ်အစ်မြင့်ဒုံကာဝေးထုတ်ကုန်နေဖြစ်တယ်လို့ဒုံနဲ့ပတ်သက်တဲ့ကျွမ်းကျင်ပညာရှင်တွေကအဲသူတို့သူတို့ရဲ့သုံးသက်ချက်တွေကကျွန်တော်တို့သိရပါတယ်ဆိုတော့ပြောချင်တာကဒီဒရုန်းဟာကျွန်တော်တို့တိုင်းတပ်ဖွဲ့တွေကဝယ်သုံးတာတွေရှိပေမဲ့လွယ်လွယ်ကူကူဝယ်လို့မရဘူးလက်ရှိလက်ဗရန်ကကလုံတပ်ဖွဲ့တင်းစီရမိတဲ့ဒုံဒရုန်းဟာမြန်မာဝေ3500လောက်တန်တယ် ိုက်ခိုက်ရေး drone ဖြစ်တယ်။နိုင်ငံအလိုက်လုပ်ငန်းလိုက်စင်ထဲမှာဝယ်ယူနိုင်တဲ့ drone ။ဒါကြောင့်မို့ဒီ drone မျိုးကိုတော်လိုင်းတပ်ဖွဲ့တွေကကောင်းကောင်းအသုံးချနိုင်ရင်တော့စစ်တပ်ရဲ့ရန်သူလက်နက်ကိုလက်နက်ဆိုတဲ့ကဲ့သို့ကောင်းကောင်းကြီးပြန်လေတိုက်ပွဲဝင်နိုင်မယ်အနေအထားတစ်ခုတော့ပြန်လေရရှိမှာ ဖြစ်တယ်လို့စစ်တပ်ကလက်ရှိ drone တွေဘာ drone တွေတုံးနေလဲဆိုတာရဲ့တတိပြချက်တစ်ခုလည်းဖြစ်ပါတယ် ဒါနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေရဲ့သုံးသက်ချက်ကိုအထက်မှာတင်ပြခဲ့တယ်လို့ဒီ drone ကိုဒေါ်လာရင်းတက်တွေကလည်းပြန်လဲအသုံးပြုမယ်လို့သိရပါတယ်နောက်ထပ်ဝန်တာစရာကောင်းတဲ့သတင်းတစ်ခုပြောပြချင်ပါသေးတယ် homeling လေတဲ့ထဲမှာဖြစ်သွားတာဗျ homeling လေတဲ့ဌာနချုပ်ကရှိခါကိုတော်ရှိခါကိုတော်ကိုဘသူမီးရှို့လဲမသိဘူးမီးရှို့သွားခဲ့တယ်အဲ့ဒီနေရံမှာ စစ်ခွေးမအားလာလို့စာရေးသားခဲ့တယ်။အော်ဘလာ16ရင်းနဲ့ညနေပိုင်းမှာတဲ့ရိတ်ခါကိုတော့မီးလောင်နေမီးရှို့တယ်။မီးရှို့သူကနေရံမှာစစ်ခွေးမအားလာလို့ရေးထားတယ်။ဒါဒီသတင်းကိုနေပြီးတော့ကကလီကမသိရှိဖို့အတွက်လီဒါစခန်းဌာနချုပ်ဗိုလ်မှူးချုပ်မြန်မီဟန်အမှုမြန်မင်းတန်းမြန်မင်းတန်းကသတင်းထင်ချန်ရှို့ဝတ်ထားတယ်။နောက်ပြီးတော့ရိတ်ခါကိုတော့အမြန်တီးစောင့်နေတယ်လို့သိရတယ်။ မိလောင်ကျွမ်းခဲ့တဲ့ဟိုပင်းလေရက်ဌာနချုပ်ဂျိတ်ခကိုတော့ဟာတက်တွင်းမှာတန်ရတွေနဲ့နည်းနည်းဝေးတယ်ဗျအဲလူနဲ့ဝေးတဲ့တောထဲမှာတီဆောက်ထားတဲ့ဂျိတ်ခကိုတော့လက်တော်မီးရှို့သူကိုမဖမ်းနိုင်သေးဘူးအဲ့ဒီဂျိတ်ခကိုတော့ပတ်ဝန်းကျင်မှာကင်းကြနေတဲ့စစ်သား၄ဦးအုပ်ချုပ်ရေးမှုတက်မှုနော် ျော်စွာအောင်ကျော်စွာကတောင်းဝင်ကြနေတဲ့ဒီဒီကင်းကင်းဆောင်နေတဲ့ရဲဘော်တွေကိုဗောဗျာဖမ်းဆီးပြီးတော့နှိပ်ဆက်ပြီးတော့စစ်မေးနေတယ်အဲ့တော့လေတဲ့အုတ်ချုပ်ရေးမှုလို့သိရတဲ့တတ်မှုဒုတိယပုံမှုကြီးအောင်ကျော်စွာဟုံးမင်းလေတဲ့စခန်းဌာနချုပ်အုတ်ချုပ်ရေးမှုအဲ့တော့တန်တရားရှိတဲ့စစ်တီတွေကိုချက်ချင်းဖမ်းပြီးတော့ညှပ်နှိပ်ဆက်စစ်မေးနေတယ်ဒီသတင်းကိုနေပြည်တော်အခြေစိုက် စီယုံနဲ့ကကလေကတိရင်တော့ဌာနချုပ်မူဘုံမှုချုပ်မြမင်းတန်းဟာစံပြုတ်တော့ရမယ်ခင်ရှိပါတယ်အခုလောက်ဆိုရင်တော့ကျွန်တော်တို့ပြောလို့တိနေလောက်ပြီးထင်ပါတယ်ဒီမသားတွေအခုလောက်ဆိုရင်စစ်စစ်ထောင်တွေရောက်နေလောက်ဆိုတော့ဒီအခြေအနေတွေရှိပါတယ်နောက်တစ်ချက်အာကတတော်အီနဲ့ပတ်သက်ပြီးတော့ရခိုင်ဘက်ကိုလမ်းကြည့်ရည် ခွေးစစ်မျက်နှာကိုဖွင့်နေပြီးနေဂန်ဘျူဟာအမ်ပရန်လန်းကိုထိန်ချုပ်သိမ့်ပိုက်လိုက်ပြီးအာနေဂန်ဘျူဟာတဝိုက်ကကာကင်းအားလုံးကိုသိမ့်ပိုက်ပြီးဒီတစ်ခေါက်တော့အရခတ်တက်တော်အေးရဲ့ထိုးစစ်ဟာကြောက်ဖြူလားစစ်တွေလားမှန်စမရပါပဲအတိက စစ်တွေကကောင်တွေကိုဒီနေရာကနေကြက်ကြက်တတိပေးလိုက်ချင်တယ်စစ်တွေတာကစာကောင်တွေတရင်လိုက်တခွဲလိုက် တက်စိတ်လိုက်တက်ဆုလိုက်လက်နဲ့ချပါမင်းတို့မိသားစုတွေတနာရင်လက်နဲ့ချဖို့စဉ်းစားပါစစ်တွေဒါကစားအောင်တွေကအားကိုးပါတယ်ဆိုရယ်စစ်တင်မော်ရီစစ်တင်မော်ရီပင်လေကန်းကြည့်တဲ့မြစ်ကြောတလျှောက်ကိုကန်းနဲ့တမိုင်အကွာတော့ကတ်လို့မရဘူးဆိုတာတခါတည်းသတိပေးလိုက်အရခတ်တတ်တော်အေအေးထဲမှာအဲ့ဒီစစ်သမောတွေကိုပြစ်ချနိုင်တဲ့ လက်နက်တွေရှိတယ်စစ်တွေမျိုးသိမ်းတိုက်ပွဲဟာအာရခတ်တတော်အေအေရဲ့အာရခပီအတွင်းကအကြီးမားဆုံးသောမျိုးသိမ်းတိုက်ပွဲ ဖြစ်လာလိမ့်မယ်စစ်တွေဒါကစကကုန်လက်နက်ချပါဒါလက်ရှိတော်လန်ကြီးမှာဖြစ်ပေါ်နေတဲ့နောက်ဆုံးသတင်းတွေဖြစ်ပါတယ်။အဲ့ဒီနောက်ဆုံးသတင်းတွေမှာမှာ အပြည်သူလူထုအများမျှော်လင့်တောင်းတနေတဲ့တပ်ပေါင်းစုဆိုတဲ့ကိစ္စတစ်ခုဒီကနေ့တရင်တစ်ခုထွက်ပေါ်လာပါတယ်တပ်ပေါင်းစုဖွဲ့ပြီးတိုက်မှရမယ်ဆိုတဲ့သတင်းကိုစကားကိုကျော်ရဲလူကဘာတူလဲဆိုတော့တင်းနယ်လေးရဲ့ဒုတိယစစ်ဦးစီးချုပ်ဘိုးချုပ်ကြီးဘောကျော်ခဲဖြစ်ပါတယ်အဲ့တော့ ဒုတိယစီဦးစီးချုပ်ဒုတိယဘိုလ်ချုပ်ကြီးဘောချုပ်ဟဲ့ sorry မှတ်သွားလို့နော်ကျင်းတယ်လေရဲ့ဒုတိယစီဦးစီးချုပ်ဒုတိယဘိုလ်ချုပ်ကြီးဘောချုပ်ဟဲ့သူကဘယ်မှာပြောတာလဲဆိုတော့ဩစတြေးလျရောက်မြန်မာများကမကထ ပြုတ်လုတဲ့ Western Australia မြန်မာ Democratic Network အော်တိုဘာ19ရက်နေ့ကပြုတ်လုတဲ့ဩစတြေးလျရောက်မြန်မာများ ਨੇ ဒေါက်တာဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံဆွေးနွေးပွဲလူတွေ့တွေ့ဆုံဆွေးနွေးပွဲကိုဘိုးကြီးဒုတိယဘိုးကြီးဘောချော်ဟဲအွန်လိုင်းကနေတက်ရောက်ပြီးဆွေးနွေးခဲ့တဲ့အချိန်မှာ ပြောခဲ့တယ်လို့သိရပါတယ်ညီညွတ်တော်တော်လိုင်းတပ်ပေါင်းသူတရပေါ်ပေါက်ရေးအတွက်တော်လိုင်းအင်အားစုတွေပြည်သူလူထုတွေတောင်းတနေချိန်မှာဒီပြောကြားချက်ထွက်ပေါ်လာတာအဆွေရနိုင်ငံသားတွေအပါဝင်လူ200ကျော်တက်ရောက်တဲ့ဒေါမီမီဝင်းပတ်နဲ့လူတွေ့ဆွေးနွေးပွဲကို PDS စီယုံချုပ်ဒုတိယစစ်ဦးစီးအရာရှိချုပ်ဒေါက်တာစိုးသူရာစောဒေါက်တာတေဇာဆန်းတို့အပြင်ပိုချိုဂျီဘောချိုဟဲလီတက်ရောက်ခဲ့ပါတယ်အွန်လိုင်းမှာတက်ရောက်တဲ့ဆွေးနွေးပွဲဖြစ်ပြီးတော့တော်လရေးအတွင်းညွတ်စွာစူပေါင်းလှုပ်ဆောင်နိုင်ဖို့အောင်မြင်မှုရရှိနိုင်ဖို့တွင်ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီပွဲကို KNDF ကဒုတိယစေဦးစီးချုပ်မာဝီလဲပါဝင်ဆွေးနွေးဖို့ပြင်ဆင်ထားတယ်သို့တော့အင်တာနက်မရလို့မပါနိုင်ဘူးအဲ့တော့ဒီပွဲမှာဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ဟဲ့ပြောသွားတယ်လို့ကျွန်တော်တို့တရင်နေထုတ်ပြန်ချက်ရသိရတယ်နှွေဦးတွန်လင်းတွေပါဝင်ကြတော့တိုင်းသာလက်နက်ကင်တပ်ဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF များကြား ညီညွတ်တော့တော်လိုင်းကြီးတပ်ပေါင်းစုတည့်ရပေါ်ပေါက်လာတော့မယ်လို့သူကဆိုပါတယ်ကျွန်တော်တို့ကြိုဆိုပါတယ်မျှော်လင့်နေပါတယ်တပ်ပေါင်းစုကြီးတည့်ရပေါ်ပေါက်လာပြီးလာမယ့်ရွေးကောက်ပွဲကိုရက်တန့်နိုင်မယ်ထိုးစကြီးတည့်ရပါဆင်နိုင်မယ်ဆိုရင်တော့အတိုင်းတဲ့အလွန်တကုန်နဲ့ကုတ်ကားတားရွှေဦးထန်းတဲ့ဂိမ်ပဲလို့ပြည်သူလူထုကတောင်းတောင်းပြပြ ြိုဆိုကြမယ်လို့ယုံကြည်ပါတယ်။ဒါကတော့ဒီကနေ့ရဲ့နောက်ဆုံးသတင်းလေးဖြစ်ပြီးဒုတိယပိုင်းအနေနဲ့ KK ဘတ်အကြောင်းပြောကြရအောင်။ KK ဘတ်ကိုစစ်တပ်ကဝင်စီးတယ်ဆိုတဲ့သတင်းမနေ့ကညကကျွန်တော်ကျွန်တော်ရဲ့ Facebook စာမျက်နှာမှာတင်ခဲ့ပါတယ်။ကျွန်တော်ကိုလာပြီးတော့အတင်းအမှန်လားလို့မေးတဲ့လူတွေအများအပြားရှိပါတယ်။ သတင်းကအမှန်ဆိုတဲ့အကြောင်းလေအခုဆိုရင်သတင်းဌာနတွေကထုတ်ပြန်နေပါပြီပေါ့နော်ဆိုတော့ကီကီပတ်ကီကီပတ်ဟာမက်ထောတလီမင်းလက်ပံဈာထဲမှာတည်ရှိတဲ့ဒိဒိပောက်တွေမှာ BGF အဆောင်တွေနဲ့ကြီးမားတဲ့ဧကဈာနဲ့ချီရဲ့မြို့တမြို့တစ်ဖွဲ့ခြံဝင်းကြီးတခုဖြစ်ပါတယ်မြို့ကြီးတမြို့တစ်ဖွဲ့တိဆောက်ထားတာပါ ဂီဂီဘက်ကိုထိုင်းဘက်ကနေကြည်ရင်လည်းထင်ထင်ရှားရှားထီထီမမာကြီးမြင်နိုင်ပါတယ်ဂီဂီဘက်ဟာမြောက်ဝရီကနေလာရင်ကြံကင်းမက်ထော်တလီမက်ထော်တလီကနေမင်းလက်ပံလို့သွားတဲ့လမ်းမပေါ်မှာတည်ရှိပါတယ်မင်းလက်ပံလမ်းဆုံး sorry မက်ထော်တလီလမ်းဆုံးကနေညာဘက်ကိုချိုးတက်သွားရင်တော့အခုနောက်ဆုံး ိုက်ပွဲဖြစ်ပွားနေတဲ့လေကိတ်ကိုတိမ်ပိုက်ခံရပြီလို့သတင်းထွက်နေတဲ့ဆွေတော်ဂုံးလိုကိုရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီမင်းလက်ပံကနေကျွန်တော်တို့ညာဘက်ကိုချိုးတဲ့လမ်းမှာဆိုရင်ဘလူးကြီးဘလူးလေးကြောက်ခတ်အအဆရှိတဲ့ဒီဘက်ဒီပေါ့ဗျာဆုတလီဝေါ်လီတို့ကိုရောက်နေပါတယ်ဒီဘက်မေထော်တလီကနေညာဘက်ချိုးတဲ့လမ်းကနေလေကိတ်ကိုဝင်ပြီးတော့ဖြတ်သွားမယ်ဆိုရင်လည်း ယသိကူကိုကြော်ပြီးရင်ကျွန်တော်တို့ဘလူးကြီးတို့ဘလူးလီတို့ကြောက်ခတ်တို့စွတ်တလီတို့ဝေါ်လီတို့သွားတဲ့လမ်းကိုရောက်နိုင်ပါတယ်အဲ့ဒီတကြောလုံးမှာတော့လေဂီကောဟာ တမ6ရဲ့ထိန်ချုပ်နေမည်တခု ဖြစ်ပါတယ်ဘလူးကြီးဘလူးလီအပါပေါ့ကြောက်ခတ်မှာစပြီးတော့ DGB ရေစခန်းဂိတ်စခန်းနေရှိပါတယ်ကြောက်ခတ်ကနေကြော်သွားလို့စွတ်တလီနဲ့ဝေါ်လီမှာဆိုရင်တော့ ငကူကဖက်စစ်တပ်ကအချီစိုက်ထားတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစခန်းရှိပါတယ်အခုတော့ဝေါ်လီပြူပါကိုတိမ့်ပိုက်ဖို့စ조사နေတဲ့ကာလမှာတော့ဝေါ်လီရဲစခန်းလို့ဝေါ်လီထွေကိုယုံလို့ကတော့မရှိတော့ဘူးထင်တယ်ဗျအဲ့တော့ KK ဘက်ကိုကျွန်တော်တို့ကြည့်အောင် KK ဘက်ဟာစာချုပ်ပါငားရမ်းလို့တော့မြေစုစုပေါင်းဧက100ရှိတယ်စာချုပ်ချုပ်တဲ့နေ့ကစပြီး230 မြင်ငားဖို့သဘောတူခဲ့တယ်လို့အကြံပြင်းကျွန်တော်တို့သိထားရပါတယ်။ဟုတ်ပြီ။မနေ့ကစစ်တပ်ကကေကီဘက်ကိုဘာကြောင့်ဝင်စီးတာလဲ။ကေကီဘက်မှာရုပ်ရှင်သွားရိုက်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ BGN နဲ့စစ်တပ်ပေါင်းပြီးကေကီဘက်ဇလန်းကိုဘာလို့ရိုက်တာလဲဆိုတော့အမေရိကန်ကစတားလင်ကိုဖျက်ချလိုက်တယ်။ ကမ္ဘောဒီးယားက cryptocurrency တွေကိုတင်ပလိုက်တယ်။ဂျာပန်ပိုင်ရှင်ဆိုရဲကောင်းရဲ့ဒါရဆက်အမေရိကန်ရဲ့ဖိအားကိုရှောင်ဖို့ရုပ်ရှင်ရိုက်တယ်လို့ပဲတုံ့တက်ထားပါတယ်။ဒီကိပန်တရုတ်လုပ်ငန်းရှင်တွေတဲ့ပူပေါင်းထားတဲ့ရွှေကုတ်ကိုမျိုးတစ်စီမံကိန်းတိလာအဲ့ဒီမှာတော့ BG ရဲ့ယုံဆိုင်ထားတဲ့နေရာအဲ့ဒီရွှေကုတ်ကိုရဲ့ ဘေးမှာတောင်ကြီးတောင်ရှိတယ်။အဲ့တောင်ကဘုံကြီးချောင်းတွေလိုလိုဘာတွေလိုလိုလှုပ်ထားပြီးတော့အဲ့ဒီပုံမှာလေရင်ပြည့်ဆက်တနက်တောင်ရှိတယ်လို့သိရတယ်ရွှေကုတ်ကိုကာဝယ်ဖို့လှုပ်ထားတဲ့တောင်အဲ့ဒီဒီရွှေကုတ်ကမြောက်ရဲ့အထက်ဘက်မှာရှိတာကေဂီဘက်ကမြောက်ရီမျိုးရဲ့အောက်ဘက်မှာရှိတာကေဂီဘက်စီမံကိန်းကိုလှုပ်ဆောင်ဖို့အတွက်မူလိအလင်းကုမ္ပဏီ DRAM Dam Asia International Hoarding Company Thailand ဒီကုမ္ပဏီကကနဦးလုပ်ငန်းမြေငှားရမ်းမှုသဘောတူညီမှုကို February 18ရက်နေ့2020မှာလုပ်ဆောင်ခဲ့ပါတယ်။စာချုပ်ထဲမှာမူလီအလင်းကုမ္ပဏီသည် KNU အဖွဲ့အစည်းပိုင်ကုမ္ပဏီလို့ဖော်ပြထားပါတယ်။ဂျန်နဲ့ကုမ္ပဏီတွေကတော့ထိုင်လန်ကလို့သိရပြီးတော့ညီငါပေးမဲ့သူကမူလီ မူလီအလင်းဘက်မှစောဝင်းကျော်စောကျော်သူတို့ကလက်မှတ်ထိုးပြီး Train Asia International Holding Group ကနိုင်ကြာမူစဝမ်းကလက်မှတ်ထိုးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။မြေငါပြီးမဲ့အတိတ်တည်တွေမြားမှာတော့မူလီအလင်းဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုစော့ခွဲထူဝင်းနဲ့ KNU ဘဏ္ဍာရေးကော်မတီဘဟု KNU ကာဝေးဝန်ကြီးကာဝေးဝန်ကြီးဌာနတာဝန်ရဘုံကြီး ဆောရောဂျာခင်တို့ကလက်မှတ်ထိုးခဲ့တယ်လို့ထွက်ပေါ်လာတဲ့စာချုပ်တွေအရကျွန်တော်တို့သိရပါတယ်။ဧကတရာရှိမယ်နှစ်30ငားရမ်းတယ်လို့သဘောတူတယ်လို့ကျွန်တော်တို့သိရတယ်။စာချုပ်ပါအချက်လက်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါတဧကမှာတနှစ်ကိုဘတ်3000ကျွဲနှုံးနဲ့ဧကတရာအတွက် တနှစ်ကိုဘတ်3000ကျွဲ6လတစ်ချီပြီးချီမယ်လို့ ဂရိပြူတာတယ်။ဧက30အတွက်လုံကြုံရေးစောက်ရှောက်ကတလလီဘန်5သိန်းစီမံကိန်းဧရိယာကျယ်ဝန်းလာတာနဲ့အမျှလုံကြုံရေးတိုးမြင့်စေပေးရမယ်လို့လည်းဂရိပြူတာတယ်။ဒီနေရာရဲ့မြေလုံကြုံရေးအတွက်တော့ကေနုဘက်ကပေးရမယ်လို့စာချုပ်ပါအချက်လက်ရသိရတယ်။ကီဂီဘက်ကနေ KNU ဘ ਹੁ အတွက်တနစ်ကိုဘလောက်ထိရနိုင်လဲတော့ကျွန်တော်တို့မသိဘူး။ ဒီစာချုပ်မှာမြန်မာပြည်တည်ဆဲအစိုးရသဘောတူညီချက်မပါပဲဒူပလာယာခရိုင်က KNU တက်မှာအုပ်ချုပ်သူတွေနဲ့ KNU ဘိုးကပဲလောက်ခဲ့တယ်လို့အကြမ်းမြင်သိရတယ်ရှေ့ရက်တွေကတော့ကျွန်တော်တို့ဒီစာချုပ်ကအစ်စ်လားအမှန်လားတော့ကျွန်တော်တို့သိချာမသိရပါဘူးလက်ရှိထွက်ပုံနေတဲ့သတင်းတွေရ KNU ကိုစစ်တပ်ဟာပုံဖြတ်ဖို့ ဒီသတင်းကိုဖွာထုတ်လိုက်တယ်လို့အကြံပြင်းယူဆလို့ရတယ်။အဲ့တော့အချိန်ကြိုက်မှာပဲတစ်ဖက်မှာကိုကံပြည်သူစစ်ခေါင်းဆောင်ဝေခန့်ရဲ့ထွက်ဆိုချက်အချိန်ကြိုက်မာလာကိုအမှုတွဲနေပြီဆိုတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။တရုတ်ကမုံလာဥလုတ်တဲ့အကွက်တရုတ်နဲ့မဆိုင်ဘူးဆိုတဲ့အကွက်မျိုးလုတ်လာတာကိုတွေ့ရတယ်။တရုတ်ကလူလေကြပါပြီ။ US နဲ့ UK ကကျွန်တော်အရှိကပြောတဲ့ cryptocurrency လိမ်နဲ့ အကောင်တွေကိုဆွဲထိမ့်လိုက်တယ်နှစ်ခါရှိပြီပထမတစ်ခါတရုတ်တစ်ခေါက်တရုတ်မှတစ်ခေါက်ဒုတိယတစ်ခေါက်ကကမောရီးယားထိပ်ပိုင်းကောင်းဆောင်နေနေတာပတ်သက်နေတယ်လို့သိရတယ်ဒါကိုကြည့်ရင်အမေရိကန်ရဲ့ပြစ်မှတ်ဟာတရုတ်ကိုဥတီနေတာကိုတွေ့ရတယ်အဲ့တော့ကျွန်내အချက်တွေကိုကျွန်တော်ရှေ့ရှေ့ဝေးဝေးမပြောတော့ဘူးလာမယ့် American အဲဒီ US နဲ့ ်အင်္ဂလန်တို့ရဲ့ကြာဖြန့်ထိုးစစ်ကြာဖြန့်စစ်စင်ရေးဟာဥတီသူဟာတရုတ်ဖြစ်လိမ့်မယ်ကြားထဲမှာစစ်ကောင်စီကကြားမညက်ဖို့စောချစ်သူနဲ့ BGF ကကြားမညက်ဖို့စစ်တပ်နဲ့ဗီဒီယိုရိုက်တဲ့ဇက်ကွက်ပဲလို့ကျွန်တော်တို့ကသုံးသပ်ထားပါတယ်ငါချစ်သူတို့တော့ဖင်ချိန်နေပါပြီ အာဆီယံကိုထွက်လာမယ်ဆိုတဲ့ကိစ္စဟာပေါ်တည်တည်တော့တွက်လို့မရပါဘူးအဂျန်စိတ်ဝင်စားစုကောင်းလာတဲ့ကြပြန့်ပထမခြေနှမ်းမှာတစ်နှစ်ဆက်ကွန်ပထမလိုင်းဒုတိယလိုင်းနဲ့တကွာလာချုပ်တီတိမ့်ပိုက်လာနိုင်တဲ့တရုတ်ကျော်တော့နောက်ခံပြုတ်တယ်လို့မင်းအောင်လိုင်းကဆွဆွဲတဲ့စည်ရေးချီတောင်ပိုင်းခွင်မှာတော့တရုတ်ကြီးပဲမကစားတော့ပဲ အမေရိကန်နဲ့အင်္ဂလန်ပါလာတဲ့ကြားဖြန့်စစ်စင်ကြီးဟာဘယ်အတိုင်းတာပြီးရှိမယ်လို့ထင်ပါသလဲဒီကနေ့ဂီဂီပနဲ့ပတ်သက်တဲ့တည်င်းနေဟုံးမင်းရိတ်ခါကိုတော် မီးရှို့ခံရတဲ့တည်င်းတော်လန်ยีတက်တွေကလုံတက်ဖွဲ့လက်ပန်းကကလုံတက်ဖွဲ့တိန့်ထောင်းရတဲ့ဒရုန်းစည်းကိုရရှိလိုက်တယ်ဆိုတဲ့တည်င်းနေအတူ ကျွန်တော်တို့ရှေ့လျှောက်သွားရမယ့်လမ်းဟာယုံကြည်ခြင်းနဲ့သွားရမှာပါယုံကြည်ခြင်းနဲ့သွားရမှာပါတော်လည်းဤတည့်ရက်ကိုဆင်နွှဲတာထုတ်စည်းတိုးနေတာမဟုတ်ပါဖန်ခုံတိုင်းကစားနေတာမဟုတ်ပါစစ်တပ်ဟာခမားတို့ကိုကျွန်တော်တို့ကိုရောပြည်သူတရက်လုံးကိုရောအကြောက်တရားရိုက်သွင်းတာပြီးဘာမှမလုပ်ရဲလော့အောင်ဤပေါင်းစုံနဲ့ဝါရဖြစ်ပါလေ ဒါကိုမိုင်းမိပြီးကြောက်မယ်ဆိုရင်တော့ရှုံးပါလိမ့်မယ်ဒီပွဲမှာပူကြောက်တဲ့ရှုံးပါပါအကြောက်တရားတွေရိုက်ချိုးပြီးနိုင်ငံတစ်တည်တဲ့နေရာမှာအရာအလုံးစွန့်လို့ပူနိုင်ငံတစ်နဲ့အနာဂတ်မျိုးဆက်တစ်အတွက်ငင်းချမ်းနဲ့လုံခြုံတဲ့တိုင်းပြည်ကိုပေးခဲ့နိုင်ဖို့ခမရူးကျွန်တော်ရဲ့အကြောက်တရားတွေကို ရှိုက်ချိုးပြရပါလိမ့်မယ်။သူတေကိုရှင်ပွဲဖြစ်ပါတယ်။ပူကြောက်တဲ့ရှုံပါလိမ့်မယ်။စစ်တပ်ကလည်းအကြောက်ကြီးကြောက်ပြီးလုံပြီးလုံရပြီးလုံနေလိုက်တာများမကြခင်အဖြေတစ်ခုထွက်လာပါလိမ့်မယ်။အကြောက်တရားကိုရိုက်ချိုးကြအောင်ဝဲကိုစုတ်ခူးကြအလုံးဂျေစုတက်ပါတယ်